ပြည်သက်ကြီးစောင့်မြုံနေကြတဲ့အပိုင်းနဲ့ဇလန်လေးအစမှာတော့ရီကိုတယောက်စစ်ဌာနချုပ်ကစာချုပ်မှာတွေ့ခဲ့တဲ့အာဘိတွင်းနဲ့အဆုံးမှာငါတို့စောင့်နေမယ်ဆိုတဲ့စာရွက်လေးကိုခိုးလာပြီးတငယ်ချင်းတွေကိုပြနေခဲ့တယ်။နေတော့ကလည်းရီကိုဘာလို့ခိုးလာတာလဲ။ဂေယာမှုသိရင်မလွဲဘူး။နင်တော့ပြဿနာထက်ရှားပြန်ပါပြီဆိုပြီးပြောနေတော့ရီကိုလည်းနတ်နေပါသေးလို့လေ။အဲ့ဒါငါအမေငါကိုစောင့်နေတဲ့စာသိကြတာအမေငါကိုအဲ့မှာစောင့်နေတာငါနဲ့သက်ဆိုင်လို့ယူခဲ့တာလို့ပြောခဲ့ပါတယ်။အဲ့တော့နတ်က ဘာလဲရီကိုနစ်ဆန်နာကဘာဖြစ်ချင်တာလဲလို့မေးတော့ရီကိုကလည်းငါအာဘီတွင်းတဲ့ကြီးတဲ့ကိုသွားချင်တာအာဘီတွင်းတဲ့အောက်ချင်းမှာအမေငါ့ကိုစောင့်နေတာသူ့ကိုငါရောက်အောင်သွားတွေ့မယ်လို့ပြောခဲ့တယ်စကားလုံးလေးဆုံးရောနတ်ကထပြီးဘာနင်းကအာဘီတွင်းတဲ့ကြီးတဲ့သွားချင်နေဟုတ်လားငါလုံးဝခွင့်မပြုနိုင်ဘူးအာဘီတွင်းတဲ့တဲ့ကိုသွားဖို့နင်းကငါဘလုံးဝခွင့်မပြုနိုင်ဘူးလို့ပြောတော့ရီကိုကလည်းဘာလဲနင်းကဘာထဖောက်တာလဲငါကခရယာဖြူဖြစ်ချင်တာလေ အဲ့အတွက်လည်းငါအများကြီးပြင်ဆင်ထားတာငါမှအစီအစဉ်နေရှိပါတယ်နင်ဘာမှစိတ်ပူစရာမလိုဘူးလို့ပြောခဲ့တယ်ဒါကိုနှက်ကမရဘူးငါခွင့်မပြုနိုင်ဘူးအာဘိတွင်းနဲ့ထဲသွားရင် ပြန်လမ်းမရှိဘူးနင်ရောအနီရောဘယ်တော့မှပြန်ထွက်လာနိုင်မှာမဟုတ်ဘူးငါလုံးဝသဘောမတူဘူးလို့ပြောတော့နှစ်ယောက်သားအော်ကြီးဟစ်ကျေရန်နေထားဖြစ်ပါတော့လေမိကိုကလည်းလုံးဝမခံနှက်ကလည်းသွားခွင့်မပြုလာကြောက်နှစ်ယောက်သားအသက်ကုန်ရိုက်နှက်ထားတတ်ကြပါတော့လေနှစ်ယောက်သားအသက်နေကြတော့ရယ်လီလည်းမြေအောင်အစိုးမှာ ငါတို့စောင့်နေမယ်ဆိုတဲ့စာသားလေးကိုဖတ်ပြီးအတွေးတွေများနေခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ net တို့ red တို့အတူတူတွဲပြီးစတင်တွင်းဆင်းရပါတော့တယ်။ red ကပထမအဦးဆုံးတွင်းဆင်းရတာကြောင့်တော်တော်လေးစိတ်လှုပ်ရှားပြီးပျော်နေခဲ့ပါတယ်။ red တယောက်ပထမအဦးဆုံးပျော်စီစီအရာလေးကိုတူးရတော့ net ကိုခေါ်ပြခဲ့တယ်။ဒီပစ္စည်းကဘာလဲ။ကန်းကြီးတာဘာမှတော့မထူးကြပါနဲ့။ထူးဆန်းတဲ့အမွှေးအသက်တွေရနေတယ်ဆိုပြီးခေါ်ပြခဲ့ပါတယ်။ net လည်းပစ္စည်းကိုကြည့်ပြီးဒါကအာဘိတွင်းနဲ့လက်ကျန်နေဒီမှာတန်ဖိုးကြီးယေသနာဘာမှမရှိဘူးလို့ပြောလိုက်တယ် ရွက်ကလည်းဒါဆိုငါယူထားလို့ရတယ်မလားငါအတွက်ထူးခြားနိုင်တယ်လို့ပြောတော့နတ်က မင်းကိုတုံးလုံးချူပြီးဂေယာမှာကျိုးဆွဲခံကျင်လို့လားဒါဆိုယူလားဆိုပြီးစနေခဲ့တယ်ရယ်လေဟိုနားမှာထူးကြတာတွေရှိမယ်သွားကြည့်လိုက်အောင်မယ်ဆိုပြီးပြေးတူးနေရင်အယိုးစုတွေကိုတွေ့ပြီးကြောက်လန့်ကပြေးထွက်လာပါတော့တယ်နတ်ငါ့ကိုကယ်ပါဦးဟိုမှာဘာကြီးလဲမသိဘူးကြောက်เสียကကောင်းလိုက်တာလို့ပြောနေခဲ့တယ်နတ်ကလည်းအဲ့ဒါလွန်ခဲ့တဲ့နှစ်2000လောက်ကစူတောင်းရင်တေးခဲ့ကြတဲ့အယိုးစုတွေ တွင်းစင်းရင်မင်းနောက်အမြဲတွေ့မှာမို့ရှင်းသားရတော့မှာပါမင်းကြောက်စရာမလိုပါဘူးလို့ပြောနေခဲ့ပါတယ်ရက်တယောက်ကြောက်လန့်ပြီးချွေးတွေရွှဲနေတာမြင်တော့နတ်ကစားနောက်နေခဲ့တယ်မင်းကလည်းကွာယောက်ျားကြီးဖြစ်ပြီးကြောက်တက်လိုက်တာနှစ်ယောက်မရှိဘူးလို့ပြောနေခဲ့တယ်တဖက်မှာလည်းရက်ကနတ်တို့နဲ့ရန်ဖြစ်ထားတာကြောင့်သူတို့ဘက်ကမလာပဲစိတ်မပါလက်မပါပစ္စည်းတွေတူးနေခဲ့ပါတယ်ဒီလိုနဲ့ရက်တို့နှစ်ယောက်အတူတူတောင်ပြန်တက်လာရင်လမ်းမှာရက်ကငါပထမဆုံးအကြိမ်တွင်းစင်းလာတော့ငါမှညံနေပြန်မရသေးဘူးဘာတစ်ခုမှလည်းမမှတ်မိသလို ဘာမှလည်းဖြစ်မလာသေးဘူးဆိုပြီးတွေးနေတော့နတ်ကရက်ရီငေါ့ကိုလာခဲ့ပေါင်းငါလမ်းလျှောက်နေရင်မောပြီးဘာဖြစ်မှန်းမသိလို့ပြောနေတော့ရက်ကမင်းရရဲ့လားငါခေါင်းဆောင်တော့ခေါ်ပေးရမလားမေးတော့နတ်ကလည်းရပြီငါတက်တာသွားပြီဒါတွေကအားဖြင့်ကျင်စာတွေကြောင့်ဖြစ်တာဘာမှစိတ်ပူစရာမရှိဘူးဆိုပြီးပြောနေခဲ့ပါတယ်တညမှာတော့ရီကိုကအားဖြင့်တွင်းနဲ့ထဲဆင်းတော့မဲ့အကြောင်းရက်တို့ကိုပြောပြနေခဲ့တယ်ရက်ကလည်းကောင်းပြီရီကိုမင်းနဲ့အတူအားဖြင့်တွင်းနဲ့ထဲငါလိုက်ခဲ့မယ်လို့ပြောတော့နတ်ကမင်းယူနေလား ဘာလဲရီကိုကမင်းကိုတွင်းနဲ့တဲ့အတင်းလိုက်ဖို့ခေါ်နေတာလားဆိုပြီးမေးတော့ရက်ကလည်းရီကိုကငါ့ကိုမခေါ်ပါဘူးငါတွင်းနဲ့တဲ့လိုက်ချင်တာပါလို့ဖြေခဲ့ပါတယ်ဒါကိုရီကိုကလည်းရက်ကျေးဇူးတင်လိုက်တာဟာအမေနဲ့တွေ့ချင်တာငါကိစ္စမို့ဘသူ့ကိုမှအတင်းမခေါ်ချင်တာနင်အခုလိုလိုက်ပေးတာကျေးဇူးတင်နေဆိုပြီးပြေးဖက်ခဲ့ပါတယ်ရက်ကလည်းငါလည်းငါ့ကိုငါတေချာသိချင်တာအာဘိတွင်းနဲ့တဲ့ကလာတာတေချာတယ်ဆိုရင်ငါမှတ်ညံနေပြန်လို့ချင်တာပြီးတော့ငါကအာဘိဂျင်စာကိုလည်း ခံနိုင်ရည်ရှိနေတာထူးခြားတယ်အဲ့တော့ငါ့ကိုငါအဖြေရှာခြင်းလို့အားပြီးတွင်းတဲ့ထဲကိုစဉ်ကြည့်ခြင်းလားလို့ပြောခဲ့ပါတယ်ခဏနေတော့တငယ်ချင်းရှီကီကဂေယာမူးစီကခိုးလာတဲ့အားပြီးတွင်းတဲ့ကျင်းစာတွေကိုပြောပြခဲ့ပါတယ်တွင်းတဲ့ထဲမှာစိုးဝါးတဲ့တတ္တဝါကြီးတွေရှိတာကြောင့်ဘသူမှအပေါ်ကိုပြန်တက်မလာနိုင်ဘူးအားလုံးကတေဆုံးကြတာများတယ်လို့ပြောနေခဲ့ကြတယ်ဒါနဲ့ရီကိုလည်းနတ်နေပါပြီပြောငါကရအောင်သွားမှာအမေငါ့ကိုအားပြီးတွင်းတဲ့ထဲမှာစောင့်နေမှာ အမေစီရအောင်သွားမယ်ဆိုပြီးပြောတော့နေယောက်သားရန်နေထားပြပြန်မာတော့တယ်။နယ်လေရီကိုနေသေးချာစဉ်းစားကြည့်အဲ့လောက်ဆိုးရွားပြီးကြမ်းတမ်းနဲ့အားပြီးတွင်းနေတဲ့မှာဘသူမှအကြာကြီးမနေနိုင်ဘူး။ပြီးတော့နေအမေခရဖြူယူလာကလေးကနေအမေတည်သွားပြီဆိုတဲ့အထိပယ်ပဲ။သူမရှိလို့ခရဖြူနေကိုအပ်လိုက်တာလို့ပြောတော့ရီကိုလေးတယောက်ဟမ်မဆောင်နိုင်တော့ပဲဝမ်းနဲ့ကောင်ငိုပြီးထွက်ပြေးသွားပါတော့တယ်။နယ်လေမပြောဘူးတွေးထားတာပြောထွက်သွားတာကြောင့်စိတ်မကောင်းဖြစ်နေခဲ့တယ်။ မနက်ရောက်တော့ရီကိုတို့အားပြီးတွင်နဲ့စီကိုသွားဖို့ပြင်ဆင်နေကြပါတယ်။နှစ်ယောက်သားအားလုံးကိုနှုတ်ဆက်ကဂေဟာကနေခိုးထွက်လာပါတော့တယ်။ဖြစ်ချင်တော့ရီကိုကလွတ်သွားပြီမဲ့ရက်တယောက်ကတော့ခေါင်းဆောင်မိသွားတာကြောင့်နောက်မှသာရီကိုတို့နောက်ကိုလိုက်ခဲ့ပါတော့တယ်။လမ်းမှာတွင်းနဲ့သွားတဲ့စိတ်ကန်းကိုမသိတာကြောင့်ရီကိုတို့လမ်းပြောင်းနေခဲ့တယ်။ခဏနေတော့နှက်ရောက်လာပြီ။ရီကိုငါကပဲတောင်းမှန်ပါတယ်လို့ပြောတော့ရီကိုကလည်းခွန့်လွတ်ပါတယ်။ဒီနေ့ကငါတို့တွေ့ရမှာနောက်ဆုံးနေလေ။ငါနှင်းကိုခွန့်လွတ်ပါတယ်လို့ပြောခဲ့ပါတယ်။နောက်ဟာလဲ လာနင်းတို့တွင်းနဲ့သွားမယ်လမ်းကိုမတီးဘူးမလားငါနောက်လိုက်ခဲ့ဆိုပြီးခေါ်သွားပါတော့တယ်နှစ်ယောက်သားတွင်းနဲ့တည်းမစင်းခင်တငယ်ချင်းတို့ကောင်းကောင်းနေခဲ့ကြပါငါတို့စားလဲပို့မယ်အသက်ရှင်လျက်လေပြန်ဆောင်ကြမယ်ဆိုပြီးနှုတ်ဆက်နေခဲ့ကြပါတယ်ပြီးတော့ရီကိုတို့တွင်းနဲ့တည်းဆင်းသွားကြတော့နှက်တို့ကဝမ်းနဲ့မျက်ရည်တွေကျပြီးတွင်းနဲ့တည်းဆင်းသွားတာကိုမျက်စိတစ်စုံကြည့်နေကြပါတော့တယ်ရီကိုကတငယ်ချင်းတို့လိမ့်လိမ့်မမနေကြပါကံကုံသေးရင်ပြန်ဆောင်ကြမယ်ဆိုပြီးပြောပြီးတော့ အောက်အနက်ကြီးကိုဆင်းသွားကြပါတော့တယ်။ဆင်းသွားတဲ့ရီကိုတို့ကိုကြည့်ပြီးနတ်တို့ကမျက်ရည်တွေစွန့်နေခဲ့ကြတယ်။အသက်အရွယ်နဲ့မလိုက်အောင်စွန့်စားမှုတွေပြင်းထန်နေတဲ့ရီကိုတို့ကိုအာဘိတွင်းနဲ့ကြီးကစောက်ကြုံနေမလား။ဘလို့အန်ဒီရီတွေရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကိုတော့အတူတူအဆုံးထိလိုက်ပါကြည့်ရှုလိုက်ပါအောင်နော်။တွင်းနဲ့ကြီးတွေကမျောလင့်ခြင်းတွေအငင်မှုတွေကလည်းရီကိုတို့နှစ်ဦးကိုစီးကျုံနေပါတော့တယ်။ဒီလိုနဲ့ရီကိုတယောက်နိုးလာတော့တိတ်ကိုလှပတဲ့နေရာတစ်ခုကိုရောက်နေတာတရိပ်ထားမိလိုက်တယ်။ နောက်မှအိပ်ပျော်နေတဲ့ရက်ကိုနှုတ်ပြီးသူတို့ဘယ်ရောက်နေလဲဆိုတာကိုမေးခဲ့တယ်။ရက်လည်းအချက်ပြကရိယာကတော့မီတာ820လောက်ကိုညှိုးနေတယ်။ငါတို့ဘယ်နေရာကိုရောက်နေလဲဆိုတာကတော့တိတိကျကျမညွန်ပြနိုင်ဘူးလို့ပြောနေရင်းရီကိုလှလိုက်တာဆိုပြီးတစ်ဖက်ကိုပြေးသွားခဲ့တယ်။တိတ်ကိုလှပတဲ့တောင်ထိပ်နားလေးရောက်ရောရက်ဟိုမကြီးစံငါတို့အမြင်ငေးခဲ့ရတဲ့မီတာ600ကိုတောင်ကျော်ခဲ့ပြီ။ငါတို့ကအတော်လေးကိုနှက်တဲ့တွင်းနယ်ကြီးတစ်ခုကိုရောက်နေပြီ။ စိတ်ကြည်နူးစရာကောင်းလိုက်တာလို့နှစ်ယောက်သားပြောနေခဲ့ကြပါတယ်။အဲ့ဒါနဲ့ Red လည်းလောလောဆယ်မနက်စာစားရအောင်ဆိုပြီး Rico ကိုခေါ်လာခဲ့တယ်။ Rico ကတော့ဟင်းချက်ဖို့မီးမွှင်းနေတော့ Red ကရေထဲဆင်းပြီးငားဖွင့်ခဲ့တယ်။ Red လည်းပြန်တက်လာရောနှစ်ယောက်သားငားဟင်းချက်ပြီးအရသာရှိရှိစားသုံးကြပါတော့တယ်။ခဏနေတော့ Red ကသူ့ပါလာတဲ့စာရေးလေးကို Rico ကိုထုတ်ပေးခဲ့တယ်။ Rico လည်းကြည့်လိုက်တော့အမေဖြစ်သူပို့လိုက်တဲ့စာရေးမြင်ပြီးဝမ်းသာသွားခဲ့တယ်။ဒါပေမဲ့စာရေးကရေးထားတာကြာပြီ။ တဖန်ပြန်ပြီးတော့မိတ်ထူပွားရတာကိုတွေ့ပြီးရီကိုစဉ်းစားနေကြတယ်။ပြီးတော့ရက်ကရီကိုကောင်းဆောင်ကအကုန်သိနေတယ်။အခုစာထည့်ပေးလိုက်တာပဲကြည်လေ။သူငါတို့ကိုတမင်ကူညီပေးလိုက်တာ။ကောင်းဆောင်ကငါတို့ကျေးဇူးရှင်ပါလို့ရက်ကပြောနေကြတယ်။ဒီလိုနဲ့စာကိုဖတ်နေရင်နင်တို့ကိုဖမ်းဖို့ဆင်းလာမယ်ဆိုတဲ့စာကိုမြင်ပြီးရီကိုကလန့်သွားတာ။ချက်ချင်းဒုတိယအလွာကိုထပ်ဆင်းဖို့ပြင်ပါတော့တယ်။ရီကိုတို့လည်းခေါင်းဆောင်လိုက်လာရင်ရှာလို့မတွေ့အောင်အစအနဖျောက်ပါတော့တယ်။ငါတို့မိသွားရင်ထပ်ဆင်းဖို့ဆိုတာမလွယ်ဘူး။ နောက်ထပ်အာဘိတွင်းနဲ့တည်းဆင်းဖို့ဆိုတာကလည်းမဖြစ်နိုင်တော့ဘူးသူတို့မလာခင်မြင်မြန်ပြေးကြမယ်ဆိုပြီးနှစ်ယောက်သားဒုတိယအလွာကိုဆင်းကြပါတော့တယ်နှစ်ယောက်သားဆင်းလာကြရင်နောက်မှအရေးတွေ့လို့လှည့်ကြည့်လိုက်တော့ပိုးပင်ကူကြီးဖြစ်နေခဲ့တယ်ရီကိုကတော့ကြောက်လန့်နေပြီမဲ့ရက်ကသူ့လက်အရှိကြီးကိုတုံးပြီးပင်ကူကိုလဲပင်းညှစ်ပြီးနှစ်ယောက်သားထွက်ပြေးလာခဲ့ကြပါတယ်ရက်ကတော့ဒါမျိုးတတဝါတွေကြုံတာရိုးနေပြီမဲ့ရီကိုကတော့တခါမှမကြုံဘူးသေးတာကြောင့်လန့်နေခဲ့တယ်နှစ်ယောက်သားလမ်းဆက်လျှောက်လာရင်တိတ်ကိုလှပါတဲ့ မော်တော်ယုံကိုတွေ့တော့ကြောက်စိတ်တွေပျောက်ပြီးမော်တော်ယုံအလှထဲမှာနေမျောနေကြတယ်ခဏနေတော့ရက်ကတလက်လက်တောင့်နေတဲ့အရာတစ်ခုကိုမြင်လိုက်ရပြီရီကိုငါတို့ထွက်ပြေးရအောင်တွင်းစင်းသူထင်နေငါတို့နောက်ကိုလိုက်လာနေတယ်မြင်မြန်ဆိုပြီးနှစ်ယောက်သားထွက်ပြေးကြကြတယ်ရက်ကသူ့လက်ရှိကိုတုံးပြီးထွက်ပြေးပြီမလဲတွင်းစင်းသမားကတိတ်ကိုလင်မြန်လာကြောက်ရီကိုတို့မလွတ်ခဲ့ပါဘူးရီကိုတို့ရှေ့ကနေပိတ်ရပြီးလိုင်စာမင်းသမီးပြေးတာပါတယ်လေးစားပါတယ်လို့ပြောပြီးရက်ကိုချီကကင်မြောက်ခဲ့တယ် မင်းကစကားပြောတတ်တာပဲတကယ်အာဘီရဲ့ယေသနာထိတ်ခေါင်ပီတာပါတယ်မင်းဟာတကယ်ရှားပါတဲ့ယေသနာလို့ပြောနေခဲ့တယ်ရီကိုလည်းဦးလေးဟာဘူပဲဘာလို့သမီးတို့နောက်ကိုလိုက်လာတာလဲလို့မေးနေခဲ့တယ်ဟာဘူကလည်းရော့ကိုသေချာကြည့်ပြီးမင်းအီရပြားကစတန်ဖိုးကြည့်တယ်လို့ပြောကြတယ်ဒါကြောင့်ငါတကူတကလာကြည့်တာလို့ပြောခဲ့တယ်ပြီးတော့ရီကိုလေးငါမင်းတို့ကိုလိုက်ဖမ်းတာမဟုတ်ဘူးနတ်တို့ကငါ့ကိုပတ်စံပေးပြီးမင်းတို့ကိုဒုတိယအထိလိုက်ဖို့ပေးဖို့တောင်းဆိုကြတာ ပြီးတော့ရက်ကအာဘီရဲ့တံမိုးကြီးရေသနာထိတ်ခေါင်လို့ပြောတာကြောင့်ကြည့်ကျင်လို့ငါလိုက်လာတာပြီးတော့မင်းတို့သွားကျင်နေတဲ့ဒုတိယအလွာကိုလိုက်ပို့ပေးမယ်ဘာအနေရင်မှမဖြစ်အောင်စောက်ရှောက်ပေးမယ်ဆိုပြီးပြောခဲ့တယ်မင်းတို့စိတ်မပူကြပါနဲ့ရှာဖွေရေးအဖွဲ့တွေကအခုမှစရှာနေကြတော့မင်းတို့ကိုမိဖို့အဝေးကြီးလိုပါသေးတယ်လို့ပြောခဲ့တယ်ရီဂိုရိုလည်းစိတ်အေးသွားခဲ့ကြတယ်တောင်းမှပါတဲ့ဦးလေးဟာဘူးသမီးတို့ဦးလေးနဲ့အတူတူမလိုက်နိုင်ပါဘူးဘာလို့လဲဆိုတော့သမီးတို့စားခဲ့တဲ့မရှင်ကို နောက်ဆုံးအချိန်ထိဘသူအကူအညီမှမယူဘဲဆက်သွားကျင်လို့ပါ။ကူညီပေးပါလို့ပြောခဲ့တယ်။ဟာကိုလည်းသဘောကျသွားပြီ။ကောင်းပြီလေ။ညော့ဒီဖြီးစေးလေးယူထားဆိုပြီးပေးခဲ့တယ်။မင်းတို့ဒုတိယအလွာရောက်တဲ့အခါမူးရင်ဒါလေးကိုတောက်လိုက်ပါ။ပြီးတော့ဒူးဆန်းနာတွေအများကြီးကြုံတွေ့နိုင်တယ်။တတိထားပါ။နောက်ထပ်အရေးကြီးတာအမှားရှိတဲ့အဆောက်သူကဒူးဆန်းနေလို့ပြောခဲ့တယ်။သူ့ကိုတတိထားပါ။အနည်းဆုံးတော့ရီကိုသူကမင်းအတွက်စိတ်ဆင်းရဲရမယ်လို့တတိပေးခဲ့တယ်။ ခဏနေတော့ဟာဘိုကရီကိုလေးတို့ကိုဖက်ပြီးမင်းတို့ကိုစိတ်ချလိုက်မယ်လေအောင်မြင်မယ်လို့လဲငါယုံတယ်ရက်မင်းရီကိုလေးကိုစောက်ရှောက်ပါဆိုပြီးဟာဘိုကပြောခဲ့ပါတယ်ရက်လဲစိတ်ချပါဦးလေကျွန်တော်တာဝန်ထားလိုက်ပါဆိုပြီးဂတိပေးခဲ့တယ်ခဏနေတော့နှစ်ယောက်သားဦးလေးဟာဘိုကိုနှုတ်ဆက်ပြီးဒုတိယအလွာကိုဆင်းလာခဲ့ပါတော့တယ်ဆင်းလာတဲ့တစ်ချောင်းလုံးနှစ်ပေါင်း၄00လောက်ကစာပို့တဲ့အခါတုံးတဲ့လေပန်ကားတွေကိုမြင်ပြီးရီကိုသဘောကျနေခဲ့တယ်ဒီလိုနဲ့နှစ်ယောက်သားဒုတိယအလွာကို အောင်မြင်စွာဆင်းလာနိုင်ခဲ့တော့ရီကိုကရက်ငါတို့နောက်ဆုံးသင်ခန်းစာအောင်မြင်သွားပြီငါတို့နောက်ကိုဘသူမှမလိုက်နိုင်တော့ဘူးဆိုပြီးပြောနေခဲ့ပါတယ်ရီကိုကတော့ပြောနေပေမဲ့ရက်ကတော့ငါတို့နောက်ကိုလူသားတွေမလိုက်နိုင်တော့ပေမဲ့လူအပြင်ဘက်ကတတ္တဝါတွေတိုက်ခိုက်မှုတွေကိုရင်ဆိုင်ရတော့မယ်လို့တွင်းရင်နောင်လာမယ့်အပိုင်းတော့မှဘလို့စိတ်ဝင်စားဖို့ကောင်းတဲ့အရာတွေရင်ဆိုင်ရမလဲဆိုတာဆက်လက်စောင့်မျှော်ကြည့်ရှုကြပါအောင်နော်